ဲဒါတို့မျိုးကြီးဒါဆိုရင်ဆရာတို့ကဒီတစ်ခါကျတော့ဘာကိုလေ့လာမလဲဆိုတော့เนาะ same different ဒါဆိုတော့ဆရာစပွဲပေါ်ကြည့်လိုက်เนาะအခုဆရာစပွဲပေါ်မှာ color paper တွေအစုံပဲเนาะအခုကြည့်မယ်ဆိုရင် red ရှိတယ် yellow เนาะပြီးရင် orange ဟုတ်တယ်မလား၃យ៉ាងဆရာထားတာပဲဆိုတော့ဒါတို့အခုကြည့်မယ်ဆိုရင် red ရယ် yellow ရယ် orange ရယ်ဒီသုံးခုကအရင်တူလားမတူဘူးလား မတူဘူးဟုတ်တယ်မလား red က red yellow က yellow ပြီးရင် orange က orange ပဲသူတို့သုံးခုကမတူဘူးဆိုတော့အဲ့လိုမတူတဲ့ဥစ္စာမျိုးဆရာတို့က different လို့ခေါ်တယ်ဟုတ်ပြီနော်လို့ခေါ်လဲ different ဆိုတော့ဒါတော့အခုမြင်တွေ့နေရတဲ့အခြေအနေကဆရာတို့ဒီမှာ red ကြီးရဲ့ yellow red orange red yellow အကုန်လုံးဆရာစုထားတာဆိုတော့ဒါဒီအကုန်လုံးက different ဆိုပြီးတော့ဆရာပြောလို့ရတယ်เนาะဘာလို့ဆိုတော့အကြောင်းတရားနဲ့တရားတူမှမတူတာဟုတ်တယ်မလားဆိုတော့ဒါမျိုးဒီ different เนาะဒါမတူညီဘူး꽌ပြတယ်ကဲဒါဆိုသာပြီးတော့ရေဆရာကျတော့ဒီကဘယ်လိုလုပ်လိုက်မလဲဆိုတော့ဒီမှာဒါလေးရပါတယ်အောင်လေးလေ red ဟုတ်ပြီเนาะဆိုတော့ဆရာ red ကိုဒီဘက်မှာထားလိုက်ဟုတ်ပြီเนาะပြီးသွားရင်ဒီမှာဒါလေးရပါအောင်လေးလေ red ပဲဆိုတော့ red ကိုဆရာဒီဘက်မှာထပ်တိုက်เนาะပြီးရင်ဒီမှာဒါလေးရပါအောင်လေးလေ yes ဒါလေး red ပဲ ဆိုတော့ဒီ red ကိုဇာဒီမှာထပ်ထားလိုက်ကဲဆိုတော့ဒါတို့ရေအခုအချိန်ဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာ red color paper ဘယ်နည်းဖြစ်သွားလဲ1 2 3သုံးရက်ကဲဆိုတော့ဒီသုံးရက်ကိုဇာထားလိုက်ကဲဆိုတော့ဒီ red သုံးရက်ကိုဇာစုလိုက်လို့ရှိရင်ဒီသုံးရက်က same လား different လားပြောကြည့်ဟုတ်တယ်စိမ့်ဖြစ်သွားပြီเนาะဘာလို့လဲ red 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 သုံးခုစိမ့် ဒါကဲဆိုတော့ဒီတစ်ခါဆရာကျတော့ဒီမှာဟောဒါပါရမလဲ yellow အဝါရကဲဆိုတော့ yellow ဆရာဒီမှာတင်လိုက်မယ်ဒီတစ်ခါဟောတအားဘူးကြီးရေဒါလေးရလဲပါရောင်လေးလေ yellow ကဲဆိုတော့ yellow ကိုဆရာဒီပေါ်မှာထပ်တင်လိုက်မယ်ကဲဆိုတော့တအားရောရေအခုကြည့်လိုက်ပါအောင် yellow paper ဘယ်နှခုတွေ့လဲ1 2နှစ်ရွက်ကဲဆိုတော့ ီ yellow paper နှိမ့်ကိုဇာတ်တင်မှာထားလိုက်မယ်။ကဲဆိုတော့ yellow yellow ဒီနှိမ့်က same or different? Yes. Same. เนาะ yellow နဲ့ yellow နဲ့တူတူပဲ။ကဲဒါဆိုဒါမျိုးနှစ်ခုသည် same ။ဟုတ်ပြီเนาะဆိုတော့ဒါတို့မျိုးတို့ same နဲ့ different ကိုအခု꿰ကြသွားပြီလို့ဇာတ်တင်မှာတယ်။ကဲเนาะဆိုတော့နောက်တစ်ခါပြန်ပြောရရင်အခုဇာတ်တို့ red 3ရဲ့ရှိရဲ့ red 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 3ခုသည် same yellow နှစ်ရွက်ရှိတယ် yellow yellow same ဒါပဲကဲဒါဆိုရင်ဆရာအခုနောက်တော့အကုန်လုံးရောသမမှွေလိုက်မယ်ပြန်ပြီးတော့ကြည့်လာသူတို့ပြန်ထည့်လိုက်သူတို့ဆရာလှုပ်လိုက်အကုန်လုံးကိုဆရာပြန်ပြီးတော့မှုလိုက်တော့ဒီလိုမှုလိုက်တဲ့အချိန်တုန်းမှာအခုလိုဖြစ်သွားတယ် red တွေရော yellow တွေရော red တွေရော yellow တွေရောဒီမှာ red တွေရော orange တွေရောအကုန်လုံးကျော်သွားပြီဆိုတော့ဒီအကုန်လုံးဒီ same or different and ဒီအချိန်မျိုးမှာ different ဖြစ်သွားပြီเนาะတစ်ခုနဲ့တစ်ခုအရာအတူတော့ကဲဒါဆိုဒါတို့သူတို့ရေเนาะဒီ same or different concept လေးကိုအခုဒါတို့သူတို့နားလည်သွားပြီလို့ဆရာထင်တယ်ကဲဒါဆိုဒါတို့သူတို့ရေဒီထက်ပိုပြီးနားလည်သွားအောင်ဆရာတို့ဒီမှာဆရာပြတဲ့ပုံလေးတွေကိုလိုက်ကြည့်ကြည့်မယ်เนาะပြီးသွားရင်ဒါတို့သူတို့က same or different နှစ်ခုရဲ့တစ်ခုဘာဖြစ်မလဲဆရာကိုပြောပြရမယ် ကဲဒါတော့မျိုးရေးဒါဆိုပုံလေးကိုကြည့်လိုက်ပါဦးတခြားကြည့်နော်ဟောဘာလေးလဲကျဲသီးလေး၃လုံး3 buttons ကဲဒါဆိုဒါရတ်မျိုးရေ buttons 3လုံးပေးထားဒီ buttons 3လုံးက same or different ဆရာ့ဖြစ် correct same ဟုတ်တယ်နော်ဒီ3ခုစလုံးက buttons တွေကြီးပဲဖြစ်တယ်ဆိုတော့ဒီ3ခုစလုံးဒီ same very good ကဲဒါဆိုဒါရတ်မျိုးရေနောက်ထပ်ပုံလေးတစ်ပုံထပ်ကြည့်ပါ ဟောဒီကကြတော့ cat ရယ် fish ရယ် bird ရယ်နော်တရိစံလေး၃မျိုးပေးတာလေကဲဒါဆိုသားတို့မိတို့ရေ same or different ဖြေပါဟုတ် cat ရယ် fish ရယ် bird ရယ်ဒူလားဒီ၃မျိုးอ่ะ no မတူဘူးဒါဆိုရင် different very good ကဲဒါဆိုသားတို့မိတို့ရေဒီကပုံလေးကိုထပ်ကြည့်ပါဦးပုံလေးကိုဟုတ်ပြီအခုကြတော့ဗာတွေ့လေ tree လေးတွေ5 trees တစ်ပင်၅ပင်ကဲ ဒါတော့တအားမပြုလို့ရေဒီတစ်ပင်ငါးပင်ကဘာအယောင်လေးတူရလားသူတို့က same or different ကြည့်မနော်သိကြ yes same တစ်ပင်ငါးပင်တူတူပဲကဲဒါဆိုဒါတို့သမီးတို့ရေဆရာတို့နောက်တစ်ခုထပ်ပြီးတော့ကြည့်လိုက်ကြအောင်ပုံလေးကိုကြည့်ပါဟောဒီတခါကျတော့ဒါတို့သမီးတို့အချိန်မှာသင်ထားဘူးတယ်ဗာလဲ shapes တွေဗာ shape တွေပေးထားလဲ circle square triangle သုံးမျိုးပေးထားကဲဒါဆိုဒါတို့သမီးတို့ရေ same or different ကြည့်ပါဦး circle ရယ် square ရယ် triangle ရယ်မျိုးစားတူလားတူဘူးတစ်ခုက7 wine တစ်ခုက6 down တစ်ခုကပါလေ3 gun တူဘူးဆိုတော့ different very good ကဲဒါဆိုဒါရကမီတို့ရေမာနောက်ဆုံးပုံလေးတစ်ပုံထပ်ကြည့်လိုက်ပါအောင်အော်ဒီခါကျတော့ပန်းပွင့်လေးလက်လာလေးအပြာရောင်လေးနော်အပြာရောင်ပန်းပွင့်လေး၄ပွင့်ပေးတာလေကဲဆိုတော့ဒါရကမီတို့ရေ same or different ကဲပန်းပွင့်၄ပွင့်စလုံးကအပြာရောင်လေးတွေနော်တူတူပဲဆိုတော့သူတို့ဒီ same very good ကဲဒါဆိုဒါတို့သမီးတို့ရေဆရာဒီနေ့ပြသွားတဲ့တဲမှာ same or different ဆိုတာဘာလဲဆိုတာကိုနားလည်သွားပြီလို့ဆရာထင်ပါတယ်နော်ကဲဆိုတော့ဒါတို့သမီးတို့လည်းเนาะကိုယ်အိမ်မှာပြန်ပြီးတော့နော်တူရဲ့အရာဝတ္ထုလေးတွေပါရှိလဲမတူညီရဲ့ different ဖြစ်တဲ့အရာဝတ္ထုလေးတွေပါရှိလဲကိုယ့်ကိုနော်အုံနောက်လေးထဲမှာစဉ်းစားပြီးတော့ပြန်ပြီးတော့ခွဲထုတ်ကြည့်ပါနော်ပြောစရာကောင်းပါတယ် ကဲဒါတို့သူမျိုးကြီးဒါဆိုရင်တော့ဆရာတို့အခုဘာဆက်သွားမလဲဆိုတော့ဆရာတို့က grouping လို့သွားကြမှာเนาะ grouping ကဲဆိုတော့ဒါတို့ရဲ့အရှိမာကဆရာတို့က same or different ကိုဆရာပြောခဲ့တယ်ဟုတ်တယ်เนาะဆိုတော့ same or different ကိုပြောခဲ့တဲ့အခါမှာဆရာဒီက grouping ကိုသွားခြင်းတယ်ဆိုတော့ grouping ကြတော့သူကဘာလုပ်တာလဲဆိုတော့သူက2ရာ2ရာကိုစုတာအုပ်စုလေးတွေဆိုတော့2ရဲ့ပစ္စည်းလေးတွေကိုဆွဲထုတ်တယ်အုပ်စုတစုတည်းကိုထည့်တယ် ဒါမျိုးသည်ဇာတ်ရူက group လုပ်တယ် grouping လုပ်တယ်လို့ခေါ်ပါတယ်ကဲဒါဆိုဒါတို့တမီးတို့ရေဇာတ်ရူဒီတူတဲ့ပစ္စည်းလေးကိုဘယ်လိုများခွဲထုတ်ပြီးတော့ group လေးတစ်ခုတတ်မှတ်မလဲကြည့်လိုက်ကြအောင်ကဲဒါဆိုဒါတို့တမီးတို့ရေအိုးပုံကြီးကိုကြည့်ပါဦးအိုးဒီတဲမှာတရိတ်ဆန်နေမှာအစုံမဲနော်ကဲတာရုတ်မီတို့ဒီပုံထဲမှာဘာတရိတ်ဆန်နေတွေ့လဲဘာအကောင်နေတွေ့လဲပြောကြည့်ပါဦးကဲတာရုတ်တီးတဲ့လောက်ရွတ်ကြည့်နော်နာမည်ကဲအခုဆိုရင် dog တွေ့တယ်ဘာတွေ့သေးလဲ yes cat တွေ့တယ် နောက်ပြီးတော့ဘာတွေ့လဲ Very good bird ကဲနောက်ပြီးဘာတွေ့သေးလဲသားတို့ညီတို့ Good fish ကဲဒါဆိုရင်ဂျာဒီသရိုက်ဆန်၄မျိုးကို group ထဲမှာထည့်ထားတာပဲကဲသားတို့ညီတို့ခက်တာဒီသရိုက်ဆန်တွေကတစ်ကောင်နဲ့တစ်ကောင်တူလားဒူဘူး they are not the same they are different ကဲဆိုတော့အဲ့ different ဖြစ်နေတဲ့အတိုင်းထားလိုက်ဆိုရင်ဆုတ်ချက်ခတ်သွားလိမ့်မယ်အဲ့ group ကြီးထဲမှာမကောင်းဆိုတော့ဆရာတို့တွေကသူတို့ group လေးပြန်ခွဲပေးကြတယ် เนาะ same ဖြစ်တဲ့ဥစ္စာတွေကိုခွဲထုတ်မယ်သူ့ရဲ့ဒူယာ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 ကို group လေးစုမယ်ကဲဆိုတော့ဒါတို့သမီးတို့အခုဒါတို့၄កောင်ရှိရေเนาะ dog cat bird fish ကဲဆိုတော့ဒီ၄កောင်ကိုဆရာတို့ group တစ်ခုချင်းစီခွဲပြီးတော့ four group ခွဲလိုက်ကြမယ်ဆိုတော့ dog လေးတွေကို one group ဟာလာ cat လေးတွေကို one group bird လေးတွေကို one group ပြီးသွားရင် fish လေးတွေကို one group ခွဲမယ် ကဲဆိုတော့သမီးတို့ပုံကြီးကိုသေချာကြည့်မယ်နော်ကြည်ပြီးဆရာနဲ့တူတူလိုက်ခွဲမယ်ကဲပထမဆုံး dog တွေကို08 group ထဲဆွဲထုတ်မယ်သူ group တွေကိုသူထည့်မယ်ကဲဒါဆိုရင်ဆရာနဲ့တူတူခွဲလိုက်ကြအောင်ကဲ dog ဘယ်နှကောင်ရှိလဲသေချာကြည့်နော်ဟုတ်ပြီကဲဆရာနဲ့တူတူခွဲပြီကဲစ1 2 3 yes ကဲ dog 3កောင်ကဲ group ထဲမှာ dog 3កောင် မရှိရနော်ကြံသေးလားကြံသေးလားဒေါက်တာကြည့်အောင်နော်တေချာကြည့်နော်ကြံခဲ့လို့မဖြစ်ဘူးနော်တေချာကြည့်ပါဒေါက်တာအာမကြံတော့ဘူးနော်၃កောင်မရှိဘူးကဲဒါဆိုရင်အဲ့၃កောင်ဒီဒါ dog group နော်တို့အုပ်စုလေးတစုဖြစ်သွားပါပြီကဲဒါဆိုရင် dog pin cat လေးတွေကိုဆရာတို့ခွဲထုတ်ကြည့်ရအောင်ကဲ group ကြီးထဲမှာ cat cat တွေကတော့အများကြီးပဲဒါတို့တေချာကြည့်နော်ဘယ်နှကောင်လဲတေချာဆွဲထုတ်မယ်ကဲဆွဲထုတ်မယ်ဆရာနဲ့တူတူ1 2 3 4 5,6,7 very good ကဲကြောင်လေးခုနကောင်ရှိတယ်ကဲဒါဆို group တဲမှာတခြားပြန်စစ်နော်ကြောင်လေးကြံခဲ့သေးလားအာမကြံဘူးကဲဒါဆိုရင် cat လေးတွေကိုသူ group နဲ့သူထည့်လိုက်မယ်7 cats ကဲဒီ group လေးထဲမှာကြောင်ခုနကောင်ရှိတယ်ကဲဒါဆိုရင် bird ကဲ bird bird လေးကြောင်အော် bird တွေအများကြီးပဲအဲထဲမှာကဲတခြားရှာနော် ဆရာတို့ bird နဲ့ fish ပဲကြာတော့ဒီ group ထဲမှာเนาะခွဲထုတ်တာကဲဒါဆို bird ဘယ်နှကောင်လဲဒီကြာထုတ်မယ်เนาะဆရာနဲ့တူတူ1 2 3 4 5 6 7 8 9 10 very good ကဲ11 birds ကဲဒါဆိုရင်ဆရာ birds လေးတွေကိုဆရာသူအုပ်စုနဲ့သူထည့်လိုက်ပြီးငှက်အုပ်စုတွေကိုကဲ7ကောင်ကဲနောက်ဆုံး fish တွေပဲကြာတော့တယ် ကဲဆိုတော့ fish ကဗာလေ group ထဲမှာသူတို့နောက်ဆုံးကြံတာလေဟုတ်တယ်မလားဘယ်နှကောင်းလဲကြီးကြီး1 2 3 4 5ကဲအဲဆိုရင်5 fish ဒါဆိုရင်ဒီ9 9ကောင်းတယ်သူတို့ရဲ့အုပ်စုတွေကိုဆရာဆွဲသွင်းလိုက်ကဲဒါဆိုဒါတို့သမီးတို့ရေဆရာတို့အော်ဒီနေ့တူတူဒါတို့သမီးတို့နဲ့လှုပ်သွားတဲ့ဟာလေးอ่ะဆရာတို့ကဘာလုပ်တာလဲ grouping grouping လို့ဆရာတို့ကဗာလေ တူရတူရကိုစုပြီးတော့ group လေးတွေဖွဲ့တာကဲဆိုတော့ဥမာတအား class တဲမှာဆိုရင်လေဒါကြည့်ကြည့်အောင် class တဲမှာဥမာဆရာဆရာမတွေရှိမယ်နော်ကျောင်းသားကျောင်းသူတွေတဲမှာမှာပါတယ်ရှိလေ main ကလေးတွေရှိမယ်ယောက်ျားလေးတွေရှိမယ်ကဲဆိုတော့ဒီသုံးခုကိုဆရာတို့စာသင်ခန်းထဲမှာရောထားလိုက်ကြနော်ရောထားပြီးရင်ဆရာတို့ group လေးတွေပြန်ခွဲထုတ်ကြည့်မယ်တူရတူရစုမယ်ဆိုတော့ဘယ်လိုလဲဆရာဆရာမတွေတအုပ်စု ။နောက်ចောင်းသားတွေထဲမှာမှာမိန်းကလေးတွေတအုပ်စုယောက်ျားလေးတွေတအုပ်စုခွဲလို့ရတယ်။နော်ဆိုတော့အဲ့လိုမျိုးလေးတွေရှိရပါဘောနော်။ဆိုတော့ဒါသည် grouping ကိုပြောတာနော်။ဆိုတော့ဒါတို့မျိုးခေါင်းထဲမှာမှတ်ထားမှာ grouping ဒီဘာလို့တာလဲ။ဆရာတို့မျိုးတူတဲ့ဥစ္စာတွေနော်။တူရာတူရာတွေကို စုပြီးတော့ group တစ်ခုတည်းကိုထည့်လိုက်တာဒီ grouping လို့ခေါ်ပါတယ်။ကဲဆိုတော့ဒါလေးကိုဒါတို့မျိုးခေါင်းထဲမှာမှတ်ထားကြပါ။ thank you